ဟုတ်ကဲ့မင်္ဂလာပါဗျခုနကကျွန်တော်ပြောလက်စလေးပေါ့နော်ပတ်ခနာမည်တွေအတွက်အရတရာပေါ့ပတ်ခနာမည်မှာအရန်ဆိုးတဲ့ပတ်ခတွေရှိတယ်အရန်ညီမသိတာဘူးပတ်ခတွေရှိတယ်အချို့နေရာတွေမှာကောင်းကျိုးပေးတဲ့ပတ်ခတွေရှိတယ်ဒါမှမဟုတ်ပတ်ခတော်တော်များများမှာ90%ကတုန်းတိုက်ဆိုင်တာအကောင်းအဆိုးတွန်တွဲပေးတယ်အဲ့ဒါကိုလည်းကျွန်တော်ပြောခဲ့ပြီးပြီအဲ့တော့ကျွန်တော်အစ်တော်ပြောခဲ့တယ်ပတ်ခနာမည်ရှင်တွေအတွက်ရတရာပေါ့ပတ်ခနာမည်ရှင်တွေဆိုတော့သိပါလိမ့်မယ်ဘင်္ဂအစဘင်္ဂအဆုံး ပိတ်ထားတဲ့နာမည်ရှင်တွေအထွန်အားနဲ့ကျွန်တော်တို့ပူဒီပူဒီရနဲ့အထွန်ဒီလိုအပြန်အလှန်ပေးထားတဲ့နာမည်တွေမရဏအကစပြီးအဓိပတိဆုံးတဲ့နာမည်တွေအဓိပတိစပြီးမရဏဆုံးတဲ့နာမည်တွေတိုက်ကစပြီးတော့ယာဇဆုံးတဲ့နာမည်တွေယာဇစပြီးတိုက်နဲ့ဆုံးတဲ့နာမည်တွေတော့ဒီနာမည်တွေကပတ်ခမိတဲ့နာမည်တွေပေါ့အချို့နေရာမှာတော့အယူဆကွဲတာတွေရှိတယ်ဘယ်လိုကွဲတာလဲဆိုတော့ဟိုညံ့တဲ့စီကနေကောင်းတဲ့စီသွားတယ်ဆိုရင်ပတ်ခမစိုးဘူးဆိုတာရှိတယ် ဒါပေါ်တော့ပူရိယနဲ့အထွန်းအောင်သွားတဲ့ပက္ခာနည်းနည်းတက်တာတယ်အထွန်းကနည်းပူရိကိုပြန်သွားရင်နည်းနည်းဆိုးတယ်အဲဒီလိုမျိုးကိုပြောတာပါနော်ဟိုအယူအဆတွေပေါ့ခုနကခုတော့မတူကြဘူးပေါ့အဲ့တော့ပက္ခာနာမည်ရှင်နေအနေနဲ့ကျွန်တော်တို့ဘာရတရဘာအဆောင်လှုပ်ထားတယ်ဆိုရင်နာမည်အဆိုးတက်တာစီလေအဲ့ဒါလေးခုပြောမှာအော်တနင်္ဂနွေနေ့သားသမီးတွေဖြစ်တယ်ဆိုရင်မြေသီးပက္ခာနာမည်ပေးတာပေးတာနော် တနင်္ဂနွေနေ့သားသမီးတွေဖြစ်တယ်ဆိုရင်အိမ်ကဖေးရမှာရှောက်တီးတော့ နော်ရှောက်သီးတုပ်အမြဲတမ်းကတ်ပြရတယ်ဖြစ်နိုင်လေဆိုမွေးနေပေါ့တင်းငုံနေနေဒီမှာရှောက်သီးတုပ်ဖျားကတ်နော်ဒါလေးလုတ်ပေးလို့ရတယ်အဆောင်အုံနေနဲ့ကြတော့တို့ကဘာဆောင်နာဖို့လို့လဲဆိုတော့ကျွန်တော်တို့လောက်တေရွတ်တို့လောက်တေသားတို့နော်အဲ့လိုပြီးတော့လာတာအဲ့တော့လောက်တေအပင်ကတော့အကြီးမရှိဘူးတော်သူဂိုင်းနေတယ်တော်သူဖျားထွက်နေရပြတယ်လောက်တေအသားလေးကိုလက်တစ်ဆက်လောက်ဆောင်နာပါ လာတာဆိုလဲလို့ပဲအသားလေးကိုလက်တစ်ဆက်လောက်ဆောင်တာပါဒါဆိုရပြီသူတို့ကတော့အသားကြီးကြီးမားမားမရှိတဲ့အတွက်ကောက်ချိုးပြီးအသေးလေးပဲဆောင်တာလို့ရပါတယ်ဒါအနံမဲနဲ့ပတ်သက်ပြီးအစိုးတွေကြုံနေရတဲ့သူမျိုးတွေအနေနဲ့လှုပ်လို့ရတယ်ဒါတင်းကလေးသားမိတွေပတ်ခနံမဲပေးတိုင်းအသားတွေက၆တဲ့ညှိုးတယ်ပျောက်သွားတယ်အသက်ပြန်လဲပေါ့နော်ဒါကြောင့်နံမဲနဲ့ပတ်သက်တဲ့စိုးချိုးတွေရော့သွားလိမ့်မယ်နံမဲကြီးလိုက်ပြောင်းမှမဟုတ်ဘူးအချို့လဲနံမဲကပြောင်းလို့မရတော့ဘူးအသက်တွေကကြီးနေပြီ နော်တင်းလာသားသမီးတွေတင်းလာသားသမီးတွေဖြစ်မယ်ဆိုရင်တင်းလာသားသမီးတွေဖြစ်မယ်ဆိုရင်ဘီဒီပက္ခနံပဲပေးတာပေးတာနော်ဘရောက်သားလေးကိုစောင်းပါဘရောက်သားလေးကိုစောင်းပါလက်တစ်စက်လောက်စောင်းတော့လည်းရတယ်အဲ့လိုမစောင်းရင်လည်းလူဆိုရင်တော့သူကဘရောက်သားပရိစိတ်တာမျိုးလောက်ပါဘောဘရောက်သားကိုပတိလောက်ထားတဲ့ဟာတွေရှိတယ်နိဗ္ဗာန်ကုန်ဆိုင်တွေမှာမေကြီးကဘရောက်သားပရိတွေရှိတယ်ဘရောက်သားပရိနဲ့ပရိစိတ်လည်းရတယ် နော်ဟောဖရာရှင်ကိုကတ်လူရမှာတော့ပေါင်မုတ်လေးကိုထောဖက်လေးတုတ်ပြီးဖရာကတ်တာလို့အမြဲလုပ်ပါအဲတဲနာသားမိတွေကနာမည်ပေးမှားနေတယ်ပက္ခနာမည်ဖြစ်နေတယ်ဆိုရင်ပေါင်မုတ်ထောဖက်တော့ဖရာကတ်ဘရောက်တောင်ဆောင်းဒါမှမဟုတ်ဘရောက်တာပရိစိတ်ဒါဆိုရပြီအင်းကအင်းကကြတော့နည်းနည်းရှားရတယ်ဗျနည်းနည်းရှားရတယ်ဆိုတော့ကျွန်တော်တို့ကနည်းနည်းလေးဘလို့ပြောရမလဲရှားအဖူရတော့ခတ်တယ်ပေါ့လေအဲ့တော့ဖလူကတန်းရတဲ့အပိုင်းမှာလဲ နည်းနည်းလေးခက်တယ်ပေါ့အဲ့တော့ဘာလို့ကလဲဆိုတော့ကျွန်တော်တို့ကနာမည်တာတကယ်လို့ညံ့နေခဲ့တယ်စိုးနေခဲ့တယ်ဆိုရင်အင်္ဂါသားသမီးတွေကပက္ခနာမည်လေးဖြစ်နေခဲ့တယ်ဆိုရင်တစ်ဧသားကိုဆောင်ရတယ်တစ်ဧအချို့နေရာတွေသားတွေမှာမရှိဘူးကျွန်တော်တို့အထက်ပိုင်းမှာပြင်ဦးလို့ပဲရတွေ့ဘူးတယ်အလုံးလေးတီးတယ်တစ်ဧတီးရလဲစားလို့ရတယ်ပြောတယ်ကျွန်တော်တို့မစားဘူးပါဘူးနော်အဲ့တော့ တစ်အဲနဲ့ပတ်သက်တာကိုအဆောင်လောက်ကတယ်အဲ့တော့ကြုံလို့တော်လို့ရောက်လို့ခီးရောက်တဲ့လူတွေကိုမှားလိုက်ပေါ့တစ်အဲသားလေးနည်းနည်းလောက်လက်တစ်ဆက်လောက်ဆိုရင်ရပြီနော်တစ်အဲသားလေးစောင်းလာပြီပါအဲ့တော့ဟိုဟိုပေါ်တဲ့လူကတော့ဒါတစ်အဲဒီပါညာဖျားကတ်တာပါညာစားလို့ရတဲ့ပစ္စည်းတွေရှိတယ်ဆိုရင်တော့အဲ့လိုမျိုးလောက်ကတယ်ကျွန်တော်မစားဘူးတော့မသိဘူးဘယ်လိုစားရတယ်ဘယ်လိုလှူရတယ်ဘယ်လိုလောက်ရတယ်ကျွန်တော်မသိပါဘူးနော်ဒါတော့သိတဲ့လူတွေတစ်ချက်ပြောပြပါဦးနော်တစ်အဲဆိုတာရှိတယ်ကျွန်တော်တော့မသိဘူးနော် ကျွန်တော်ဘယ်လိုလုပ်ရလဲဆိုတော့မသိဘူးအပင်တော့ကျွန်တော်တွေ့ဘူးတယ်အဲ့တော့နည်းနည်းရှားရတယ်ပေါ့ဗုဒ္ဓဘူးဗုဒ္ဓဘူးသားသမီးတွေကြတော့နာမည်ပက်ခမိတယ်ဆိုရင်ဖခင်မှာနန်းကြီးတုတ်ကပ်ပေးရတယ်မွေးနေ့တိုင်းကပ်ရင်တော့ပိုကောင်းတာပေါ့နန်းကြီးတုတ်အမြဲကပ်ပေးရတယ်အဲ့ဒါနာမည်အစိုးတွေရော့တယ်စောင်းနားမယ်ဆိုတော့အသားကနှမျိုးရှိတယ်ထောက်ကြံသားနန်းလုံးကြိုင်သားထောက်ကြံတော့ကျိုးသစ်ဆိုင်နေမှာရှိတယ်တက်မာတက်မာတွေထဲမှာသူကပါတယ်ထောက်ကြံတာကမာတယ်တောက်တယ်တော်တော်တန်ရရင်ကိုေးသွားတယ ထောက်ကြံတာမားတဲ့အတွက်တော်ရုံချไก่ပါညာဟွာတွေမရှိဘူးဆွေးတာမရှိဘူးအဲ့တော့ထောက်ကြံတာလေးအနှဲငယ်လက်တစ်စက်လောက်ဆောင်းရင်ဆောင်းနန်းလုံးကြိုင်တာလေးလက်တစ်စက်လောက်ဆောင်းရင်ဆောင်းဆောင်းလို့ရတယ်နှစ်ခုတရားတစ်ခုခုဆောင်းနိုင်ရပြီနန်းကြီးတုတ်ကတော့ဘုတ်ဖူးနေတိုင်းဖျားကတ်တာမျိုးတွေဘကဖြစ်နေအောင်ဘုတ်ဖူးနေဒီမှာနန်းကြီးတုတ်ကတ်ဖြစ်ဖို့နော်ဒါကနာမည်ဆိုးနေရင်လုတ်လို့ရတဲ့ဟာပက္ခနာမည်တွေဆိုမှနောက်ကြတာပြီကြတာပြီကတော့လွယ်တယ် လွယ်တယ်ဩဇာဩဇာသားလေးကိုလက်တစ်ဆက်လောက်ဆောင်တာဩဇာသီးပေါ်လေချရင်ဩဇာသီးမဲ့ဖရားကဩဇာသီးမပေါ်တဲ့အချိန်တွေကြာရင်တော့ဘုန်းတော်ခောက်ဆွဲဖရားကဒါဆိုကြာပြီသားမိတွေကလွယ်တယ်နော်ဩဇာပင်ကပေါ်တယ်ကျွန်တော်တို့ဒီဘက်မှာတော့ပေါ်တယ်အချို့ရှားတဲ့နေရာတော့မသိဘူးရှားကြီးပေါ့ဗျာကျွန်တော်တို့ဘက်ဒီမှာတော့ကျွန်တော်ကျွန်တော်တို့တော့ပေါ်တယ်ဩဇာသားကြီးလက်ဆက်လောက်ဆောင်ဒါမှမဟုတ် ကျွန်တော်တို့အားလည်းအိတ်တစ်ခုဆောင်ပြီးတော့အခြားအုံနှုတ်ခေါက်ဆွဲကတ်မလားဩတာတိမဲ့ကတ်မလားဖရာတို့ဒါလေးလုပ်ပေးပါပတ်ခနံပဲအစိုးရနဲ့အများကြီးတက်တာစီပါတယ်နောက်ပြီးတောက်ကြသားသမီးတွေတောက်ကြသားသမီးတွေအနေနဲ့ပတ်ခနံပဲဖြစ်နေတယ်ဘီဒီပတ်ခမဆိုပတ်ခနံပဲဖြစ်နေတယ်ဆိုရင်နော်ကေရကေရဖရာကတ်ပါကေရကေရဖရာကတ်လို့ရပါတယ်နော်နောက်ပြီးခေါင်းလောင်းလေးတွေတော့ကြိတ်ပုံစံခေါင်းလောင်းလေးတွေရှိရတော့ကြိတ်ရွယ်လောက်ရှိရခေါင်းလောင်းသေးသေးလေးတွေ ကိုကိုရဲ့ဆိုင်ကယ်တော့လို့ကားတော့လို့အိမ်တော့လို့နဲ့တွဲပြီးတော့ဒါအပြန်သွားရင်လေကိုတော့အမြဲဆောင်တတ်တယ်လို့တော့ကြိတ်ဆောင်တတ်တယ်လို့ဆိုရင်ကိုအိမ်မှာတော့ကြိတ်လေးချိန်တာဒါမှမတော့မှတွဲတာခေါင်းလောင်းလေးတစ်ခုအဆောင်လို့ပါဒါမှမဟုတ်လေခေသားလေးလက်တစ်စက်လောက်ဆောင်တာလည်းရတယ်အတူတူပဲနော်အဲ့ဒါလုတ်ပြီးရင်ပက္ခနာမယ်အစိုးရရတယ်အများကြီးတက်တာစီပါတယ်နောက်ပြီးစနေသားစနေသားစနေသားတွေကတော့စပယ်ဗျစနေသားတွေကစပယ်နော်အဲ့တော့ စပယ်ပန်းလေးဆောင်မော့စပယ်ပင်ဆိုလဲစပယ်ပင်ကတော့အကြီးကြီးမားမားကျွန်တော်တို့မတွေ့ဘူးစပယ်ပင်လေးတွေရှိတယ်စပယ်ယုံလေးတွေတွေ့မယ်စပယ်သားလေးကိုတစ်ဆက်လောက်လက်တစ်ဆက်လောက်ဆောင်တာပေါ့နော်ဖះအောက်ကတ်ရမှာတော့စံပြုတ်လို့စပယ်ပန်းတို့ဖះကတ်ပေါ့ဗျာနော်စနေသားမိတွေကနာမည်ဆိုးနေနာမည်ပတ်ခအဓိကနာမည်ပတ်ခဖြစ်နေတယ်ဆိုတော့အဲ့ဒါလောက်တေကြပါဘောအဒီပတ်ခါကြောက်ဖြစ်တဲ့ဆိုးရိုးတွေဒုက္ခတွေတော်တော်များများကယော့သွားတယ်ယော့သွားတယ်နော်အဲ့တော့ ဒါလောက်ဆိုရင်သဘောပေါက်မယ်ထင်ပါတယ်နေနံအလိုက်အတူတူပါပဲဒါတွေလောက်ယုံပါပဲနော်အခုပြောတဲ့ဟာတွေလောက်ပါဗုဒ္ဓဖုနဲ့ယာဟုကအတူတူပဲဖြစ်တဲ့အတွက်ယာဟုထက်မပြောတာဖြစ်ပါတယ်နော်အားလုံးပဲနံပါတ်ပေးမှန်ပြီးအောင်မြင်ပြောရှင်းတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေဗျာ